အဲ့တော့အနောဋ္ဌဘယင်တက်လာတဲ့အခါကျတော့သုဂတိလက်ထက်ကဘာ၄ကိုယ်နေလဲဆိုတန္တရမန္တရမန္တမန္တရာတွေစုပ်ပြီးတော့ဟိုဝိဇာလိုလိုဇောကြီးလိုလိုအဲ့ဒီလိုပုဂ္ဂိုလ်တွေရဲ့အစွမ်းတကူတွေကို လူတွေကယုံကြတယ်။မှန်ပါဗျာ။ယုံကြတော့သူတို့ဟောတာအတိုင်းပဲလိုက်နာပြီးတော့လုပ်ကြတယ် အေးဘယ်လိုပြစ်မှုတွေကျွလွန်ကျွလွန်ကျွလွန်ထားလို့ရှင်သူတို့ယူဆိုတဲ့တန္တရမန္တရရောလိုက်တာနဲ့အဲ့ဒီပြစ်မှုတွေကပျောက်ကင်းသွားတယ်ဒါအစမ်းမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်ကဗြဟ္မင်းနေလဲဒီတိုင်းပဲနော်ဗြဟ္မင်းနေလဲဒီတိုင်းပဲလောကကြီးကိုလိန်ညာပြီးတော့စားနေကြတာလိန်ညာပြီးတော့စားနေကြတာအဲ့တော့နောထာလက်ထက်လည်းအဲ့ဒီပုံစံပဲသူတို့ဟာ တန္တရမန္တရအုံဖွားလှုပ်လိုက်တာနဲ့အကုန်လုံးပျောက်သွားတယ်လောကမှာရှိပါမလားအဲ့ဒါအုံဖွားလို့မန္တန်တကူနဲ့အစွမ်းတကူနဲ့ခွင်းလုံးချွတ်ဆိုဖြစ်နိုင်မှာဖြစ်နေနော်အဲ့ဒါလားသို့သောလူတွေကတော့ယုံမြဲယုံတာပဲခဏလေးယုံတော့မဲတရားယုံနေတော့မဲအဲ့တော့အနာရဘိအကြီးကတော့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုမယုံမှုတာလေး အဲ့ဒီမယုံတဲ့အခါမှာရဗုဒ္ဓရဲ့အဆုံးမအစ်စ်ဆိုတာကိုသူသိချင်တယ်ဒါတော့ထိလန်းတော့မဟုတ်သေးဘူးအုံဖွာတွေကမရသေးဘူးအုံဖွာဆိုတာသိလဲဘာကြောင့်အုံဖွာလို့ခေါ်တာတော့ဗမာစကားမှာအုံဖွာလို့ပါဠိစာပေမှာအုံဆိုတဲ့စကားလုံးကအဥမအခရာ၃လုံးပေါင်းထားတယ် နော်အာရဲ့ဥရဲ့မရဲ့အဲ့ဒီသုံးခုကိုတသန်နဲ့ထွက်အောင်ဆိုကြည့်အိမ်ရောက်တဲ့အခါခုတော့မဆိုနိုင်အောင်တသန်နဲ့ထွက်အောင်ဆိုကြည့်အောင်ဖြစ်သွားရဲ့နော်အာဥမမကြတော့ပစ္စပိတ်အောင်နော်အဲ့ဒါကဟိန္ဒူတွေကရွတ်ဖတ်တဲ့သူတို့ကိုးကွယ်တဲ့ဖရာသုံးစုကိုရည်ညွှန်းပြီးတော့ရွတ်ဖတ်တာ အာကဘရမဥကဗိရှင်မာကတိဝရှိပါအဲ့ဒီသုံးခုကိုယေရှုပြီးအုံးလို့ရွတ်တာဘုရားဗဒနဲ့မဆိုင်ဘူးတာသွားရွတ်ဆရာမလို့အုံးဆိုပြီးတော့မနနေရွတ်တဲ့အခါမှာရှေ့ကထားပြီးတော့ရွတ်တယ်ဒီဘက်မှာအုံးမဏိပတမေဟုံဆိုတာရှိတယ်လို့ပဲအဲ့ဒီအုံးခံပြီးတော့ နောက်ကဖွာဆိုတာတကယ်ကတော့ဖွာမဟုတ်ဘူးမနဲ့ရွတ်ပြီးတဲ့အခါမှာကလေးလေးတွေမတော်တဆနာသွားရင်လူကြီးတွေကဘာလို့ကြတာပုတ်ပေးပြီးတော့ဖွာဖွာဖွာလောက်ကြတာဒီရတော့ပြောရဘူးဖုံးလို့စီတော့အဲ့လိုပဲကလေးလေးပုတ်ပြီးဟဲ့ဖွာဖွာဖွာကျဉ်တ်သွားအမှန်ဖွာဖွာလှုပ်လို့ပြတ်သွားမဟုတ်သူကသူအချိန်တန်လို့ပျောက်သွားနော်လူကြီးကနေပုတ်ပေးပြီးတော့ဟဲ့ ဖွာဖွာဖွာလှုပ်လိုက်ရင်ပျောက်သွားအဲ့ဒါလိုပဲပါဠိစာပေမှာဖုဓမကမန္တန်လို့ဆိုတာရှိတယ်မန္တန်ရပြီတဲ့အခါမှာဖုဆိုပြီးတော့မှုတ်လိုက်ရတယ်နော်အဲ့ဒီဖုဓမကမန္တန်ကနေဖုကနေဖွာဖြစ်သွားတာအုံဖွာဆိုလားအောင်ကအစဖွားကအဆုံးပဲ။အောင်တို့ရပြီးတော့နောက်ကဖူးလို့မဟုတ်လိုက်တယ်။ အဲ့ဒီကနေကူးဆက်လာနောက်တစ်ခုကူးဆက်ပုံပြောအောင်မယ်မန္တနေလေးလာလိုက်စားတဲ့ပုဂ္ဂိုလ်တွေတွေ့ဘူးကြလိမ့်မယ်မန္တနေရွတ်ပြီးနောက်ပိုင်းမှာစွာဟာဆိုတဲ့စကားလုံးကိုဆက်ရွတ်တယ်နောက်ဆုံးစွာဟာဆိုတာကောင်းကျိုးချမ်းသာနဲ့ပြည့်စုံပါစေကောင်းကျိုးချမ်းသာပြီးဖြစ်ပါစေလို့အဓိပ္ပာယ်ရှိတယ် ပမာရီကတော့အဲ့ဒီအိဒိပဲမသိပဲနဲ့မန္တန်ကြက်ပြီးရတဲ့ကသွားဟာဆိုမောင်းချတာဖြစ်သွားသွားဟာကနေသွားဟာဖြစ်သွားတယ်သွားဟာဆိုမောင်းတော်တာဖြစ်သွားရောကောင်းကျိုးချမ်းသာတွေမလာနဲ့ပြေတော့ဆိုတဲ့အိဒိပဲဖြစ်တယ်လွယ်တိလွယ်ချော်တွေဖြစ်နေတာရောပြော့ပြတာဘာမသိညာမသိနဲ့ရှောက်မရွကြနဲ့ဘာမသိညာမသိနဲ့ရှောက်မရွနဲ့ပြိတ်တွေပဲရွတ် ဖះဟောတဲ့ဟာမှအစစ်အမှန်ဖြစ်သေးတယ်เนาะ